ဘုန်းကြီးတို့တွေတန်တရားထဲမှာကံကောင်းခြင်းရင်ကံကောင်းခြင်းနဲ့ဆိုတာဥကျင်နာခြင်းကင်းအောင်တော့လုပ်လို့မရဘူးနော်ဘဝမှာအဆင်ပြေအောင်လုပ်ပြီးလို့ရဟိုဆင်းရဲမွဲတေးတဲ့ဘဝမရောက်ဘူးအယုဆိုးကြည်တန်တဲ့ဘဝမရောက်ဘူးယောဂထူပြောတဲ့ဘဝမျိုးမရောက်ဘူးအသက်တူတဲ့ဘဝကိုမရောက်ဘူးငတ်ပြတ်တဲ့ဘဝမျိုးမရောက်ဘူးနော်လူဘဝမှာ အဲ့ဒါလေးကံကောင်းအောင်ဘယ်လိုလုပ်ရမလဲလူတွေပြောတာအဲ့ဒီအဆင့်လေးပြောနေကြเนาะကံကောင်းအောင်ဘယ်လိုလုပ်ရမလဲကျတော့ကံကောင်းအောင်ဖះရှိသွားဆုတောင်းတာနဘူးနဆာလောက်ထတယ်တူတူပဲမြတ်စွာဘုရားကတရဝရီကိုကက်တင်တယ်ဆိုတာဗုဒ္ဓဘုရားရဲ့ကက်တင်မှုနဲ့တခြားဘာသာတွေရဲ့ဘုရားကက်တင်မှုကလုံးဝကွပြားချမ်းသာတယ်မယောထွေးစေနဲ့မြတ်စွာဘုရားကိုယ်တိုင်ကတရဝရီကိုကက်တင်တယ်ဆိုတာ မိဘကသာသမီကိုပညာထက်ဖြစ်အောင်စီမံပေးတဲ့သဘောလောက်ပဲဆိုပါစို့မိဘဟာကိုသာသမီကိုဘလောက်ဖဲချမ်းသာချမ်းသာသာသမီကိုပညာတက်ကြီးဖြစ်အောင်လုပ်အောင်ပေးနိုင်ဘူးနော်ပညာတက်အောင်ပညာတွေထည့်မပေးနိုင်ဘူးဘာလုပ်ပေးနိုင်လို့ဆိုရင်ကြောင်းကောင်းကောင်းထားပေးမယ်ဆရာကောင်းကောင်းနဲ့သင်ကြားစေမယ်လိုအပ်တာတွေအကုန်ထောက်ပံ့တယ်ဒါမိဘလုပ်နိုင်တာဒါအစွမ်းကုန်မယ် ပညာတတ်ဖို့ကသူကိုယ်တိုင်စ조사มาဖြစ်တာမိဘကနေငါသားလေးဖူးဆိုပုတ်ပြီးတော့ပညာတတ်အောင်လုပ်ပေးလို့ရပါမလားမရနိုင်ဘူးအဲ့ဒါလိုပဲမြတ်စွာဘုရားစိတ်တော်နဘူးနဆာမလုံးနဲ့မြတ်စွာဘုရားကကိုယ်ကဲ့တင်မှာမဟုတ်ဘူးကဲ့တင်တဲ့နီးကပဲနီးနဲ့ကဲ့တင်တာတော့ကိုသားသမီးကိုကိုပညာတတ်စေချင်လို့ရှင်ចောင်းထားပေးတာတော့ပဲလုံလို့ရသလိုပဲ မြတ်စွာဘုရားကဘုန်းကြီးတို့တွေကိုတဏှာဝကလွတ်အောင်မလုပ်တလေချမ်းသာဒုက္ခရအောင်မလုပ်တော့ဟိတေပဝတ္တနေနာအာဟိတာစနေဝတ္တနေနာဟိတာလို့ခေါ်တဲ့ဒုက္ခရဲ့အကြောင်းတရားတွေလိုင်းနာဆောင်ရွက်ဖို့အာဟိတာဆိုတဲ့ဆင်းရဲဒုက္ခရဲ့အကြောင်းတရားတွေကရှောင်ရှားဖို့ဆိုလိုတာကမလုပ်ရမှနဲ့လုပ်ရမှခွဲခေါ်တယ်ဒါပဲလမ်းညွှန်ပေးတာ ိုသားသမီးကိုချစ်လို့ဆုံးမတဲ့အခါဘာပြောတော့ဒါမလုံးနဲ့ဒါလုံးဒါပဲပြောတာပဲဟုတ်လားချုံလိုက်ရင်ဒီနှစ်ခုပဲရှိတယ်နော်မင်းဒါမလုံးနဲ့ဒါလုံးကြီးပွားခြင်းဒါမလုံးနဲ့ဒါလုံးမလုံးအောင်မှလည်းလုံးအောင်ပါအဲ့ဒီမှာတရဝါးတွေကိုမြတ်စွာဘုရားကကဲ့တင်တယ်ဆိုတာဟိတကိုဖြစ်အောင်တိုက်တွန်းပြီးအဟိတဆိုတဲ့အကုသိုလ်တွေကရှောင်ခိုင်းတာပဲဖြစ်တယ်ထိတဲ့မပေါ်ဘူးတရဝါးတွေနိဗ္ဗာန်ရောက်အောင်ကဲ့တင်တယ်ဆိုတာ အသိဉာဏ်ရအောင်တရားဟောပေးတာပဲရှိတယ်။နော်။ပညာပေးတယ်။ကိုကိုယ်တိုင်ကြိုးစားပညာပေးပြီးကိုယ်ကိုယ်ကိုယ်တိုင်ရအောင်ကြိုးစား။အဲ့ဒီသဘောဘုရားဖရာရဲ့ကတင်မှုကအဲ့ဒီနေပဲ။ဟောဟိတနဲ့ဒုက္ခဆိုတွဲထားတာ။ယသောဗျာလောကမှာပွင့်လာတာဟိတနဲ့ဒုက္ခအတွဲပွင့်တယ်လို့သူတို့ဆိုတယ်။ဟိတဆိုတာအကြောင်းတရား condition အခြေအနေကောင်းအောင်ပေးတာ။ ဒုက္ခဆိုတာချမ်းသာဟိတနဲ့ဒုက္ခမြဲတွဲဖက်နေတယ်ဟိတရှိမှဒုက္ခဖြစ်တယ်ဒုက္ခကိုတိုက်ရိုက်ပေးလို့မရဘူးပဋ္ဌာန်တော့တိုက်ရိုက်ပေးလို့ရတယ်ဒုက္ခကိုတိုက်ရိုက်ပေးလို့မရဘူးเนาะအဲ့တော့ဒုက္ခကိုပေးခြင်းလို့ရှိရင်ဘာလုပ်ရလဲဟိတကိုပဲလောက်ခံရအချိန်နေကောင်းအောင်လို့အချိန်နေကောင်းမှဒီအကျိုးစီးပွားဆိုတာဖြစ်လာဒါကြောင့်မို့စာပေကျမ်းကမှာ ရသော်ဘုရားလောကမှာပွင့်လာတာဟိတဒုက္ခအဲ့တွက်ကပွင့်လာတယ်ဆိုတာအကြောင်းနဲ့အကျိုးတွဲဖက်ပြီးပြောထားတာအဲ့ဟိတကအကြောင်းတရားဒုက္ခကအကျိုးတရားအကြောင်းနဲ့အကျိုးနှစ်ခုပေါင်းဆက်ဒါကြောင့်မို့ဟိတေဘဝတနေနာအဟိတသာနေဝတနေနာတတဏံဘယံဟိတတိတရဝရီကြာရောက်နေတဲ့ဆင်းရဲဒုက္ခကိုမြတ်စွာဘုရားဘယ်လိုကတ်ကဲတင်တယ်လဲဆိုလို့ရှိရင် မကောင်းမှုအကုသိုလ်တွေကရှောင်ရှားစေခြင်းကောင်းမှုကုသိုလ်တွေလှုပ်စေခြင်းဖြင့်ယေရှုဖရာကဲ့တင်။နော်အဲ့ဒီနည်းနဲ့ကဲ့တင်တာ။ဒီနည်းမှတပါတခြားနည်းမရှိဘူး။တခြားနည်းမရှိဘူး။အဲ့ဒါလောကလူတွေကတော့ဖရာတကူကြည့်တယ်ငါ့ကိုတကူနဲ့ကဲလိုက်မယ်သူ။ဒီလိုယုံကြည်ယူဆနေကြတာလောကမှာကိုသားသမီးတော်ကိုကဲလို့မရဘူးလေ။ကိုကိုသားသမီးတော်ကိုကဲလို့မရဘူး။ ။ပူချင်းနာချင်းသိချင်းကဘလို့လုပ်ကဲ။ကဲလို့ရရင်ကုန်ကဲကြမှာပေါ့။မအိုးရဘူးမနာရဘူးလုပ်လို့မရဘူး။အဲ့တော့မအိုးအောင်မနာအောင်ပူချင်းနာချင်းရဲ့အကြောင်းတရားတွေ